ဖွဲ့တောင်းစာညင်တို့စောက်ကြံ့နဲ့မနှိုင်းနဲ့နော်ညင်တို့လိုတော်လန်ရေးမှာဒီ2.2 million ရဲ့5% 10%တော့မရတန်း5% 10%ပမာဏလောက်ကိုမရလို့အယူမီဝိုင်းဖြစ်ပြီးတော့နော်အယူမီဝိုင်းဖြစ်ပြီးတော့နော်ခွေးလိုဟောင်းနေတဲ့ကောင်ကြီးလိုညင်တို့စိတ်နေလို့ငါတို့မနှိုင်းနဲ့နော်အောက်တန်းစားကောင်နော်စောက်ချုံမျိုးလားချိုးလားနင်ပြောတာပါမှန်တာလေဟမ်တထောင်းစားခွေးတထောင်းစားအောက်တန်းစားချက်တည်တုံးနေကောင်တော်လန်ရေးမှာအစိုးရတွေကမပါတင်ခဲ့တဲ့ကောင် နော်ငင်းတို့တော်လည်းကြီးမှာပါနေဘယ်နာပါနေရလဲဟမ်အနေချောင်းစားချောင်းပါနေတဲ့ကောင်နေနော်စောက်စရာကြီးလို့ဖို့တက်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 စောက်တုံးမကြတဲ့ကောင်ငါတက်တယ်ပဲပြောတာမင်းတို့ဘယ်နာစောက်တုံးကြတယ်ဘလူးမတ်ပေ့ချ်ကတည်းကတင်ပေးပြီးသွားပြီအဲ့တော့ ferry စာတယောက်ကတောင်းဝင်ငါပြီးပြအောင်ဆောင်ရွက်ပြီးသွားပြီဆိုလို့ရှိရင်နင်ပထွေး NUG ကောင်တွေကိုသွားမေးလို့မအေးလို့ရဲ့နင်နေတဲ့နော်နင်နေတဲ့မဲဆောက်မှာပဲဒီဟမ် MOD ကလူတွေမဲဆောက်မှာပဲဒီနင်သွားမေးလို့နင်စောက်ခွက်ကြီးပြပြီးသွားမေးလို့နင်မှန်တယ်ဆိုလို့ရှိရင်ဟမ်ဘင်းပြင်းတဲ့နဲ့တွေမရသေးဘူးလားဆိုပြီးခင်ဗျားတို့စောက်တုံးကြောက်တာဆိုနင်သွားမေးလို့ ။ငါသွားမေးရင်သွားမေးလို့။ဟမ်။အဲ့ဒီစီတွေငါဝယ်တာမဟုတ်တာ။ဟမ်။ခွေးတောင်းစားရဲ့။ဟမ်။ညယောက်ျားကြီးဖြစ်တယ်ဆို။ Project Dragon Fly နဲ့ပတ်သက်ပြီးကျွန်မပြောမယ်။ကျွန်မဒီ fundraiser ဖြစ်တယ်။ fundraiser ရဲ့အလုပ်တည်ငွေကောက်ခံပေးတယ်။ငွေကောက်ခံပြီးတော့ဒီပြည်သူတွေကိုပြောထားတဲ့ခေါင်းစဉ်အတိုင်းလိုအပ်တဲ့နေရာရောက်ရှိမယ်လို့ပြောထားပြီးသား project လုပ်နေတဲ့အချိန်မှာကိုပြောထားတဲ့နေရာကိုရောက်အောင်ပို့ရမယ်တာဝန်ရှိတယ်။နော်အဲ့တာဝန်ပြီးသွားရင်ပြီးပြီ။ဒါကျွန်မတို့နဲ့မမဆိုင်တော့ ျမတို့လည်းဘာမှမဆိုင်တော့ဘူးခဏလေးဆောက်ဖို့တော့ဘာမှမလုပ်ဘူးနော်အဲ့တော့ကျမက family ဆိုဖြစ်တယ်ကျမမြေပြင်မှာကျမနေနေတာ American နိုင်ငံဖြစ်တယ် American နိုင်ငံကသူတယောက်ဒီလက်နှက်မူးရစီနော်လုံးဝထိလို့မရတော့ကိစ္စနော်လက်နှက်နော်လက်နှက်ကိစ္စလက်နှက်ကိစ္စမူးရစီဝကိစ္စ American မှာရှိရတဲ့သူတယောက်ဒီအဲ့နှစ်ခုမထိဖို့လိုအပ်တယ်နော်မထိဖို့လိုအပ်တယ် ဲ့ဒါကိုကျွန်မကောင်းကောင်းနားလည်ထားပြီးသားဖြစ်တယ်ကျွန်မအခုချိန်ဒီချိန်ဒီ American dollar 8 8သန်းကျော်နော်အ sorry ဘာလို့ပြောနေမှန်းမသိ American dollar 8သိန်းကျော်နော်ကျွန်မဒီရာနဲ့ပတ်သက်ပြီး dollar ရင်းနဲ့ပတ်သက်ပြီးရှာဖွေပေးနေတာဒီနော်အော်၈သန်း၈သိန်းကျော်မဟုတ်ပါဘူး၈သန်းကျော်၈သန်းကျော်မလေးကိုယ့်အကူကိုယ့်အကူတော့မေ့နေ American dollar ၈သန်းကျော်နော် American dollar ၈သန်းကျော် dollar ရေးအတွက်ရှာဖွေပေးခဲ့တဲ့အချိန်မှာကျွန်မအခုချိန်ထိ American နိုင်ငံမှာဘာပြဿနာမှမတက်ဘူးဆိုတာကျွန်မခုနကပြောသွားတဲ့လက်နက်ကိစ္စနဲ့ငွေရေးဆေးဝါးကိစ္စကျွန်မလုံးဝမထိဆက်လို့ပဲ ဘယ်မှမထိဆက်ဘူး။ကျွန်မမထိဆက်တဲ့အတွက်ကျွန်မအခုဒီချိန်ထိဒီနေရာမှာထိုင်ပြီးစကားပြောနေနေတာ။ American dollar 8တန်းကျော်ကိုဒေါ်လာရေးကျော်ရှာဖွေပေးပြီးတော့ဒီနေရာမှာတော်တော်ထိုင်ပြီးစကားပြောနေနေမယ်ဆိုတာအဲ့နှစ်ချက်ကိုကျွန်မရှောင်ခဲ့လို့။နော်။ကျမအဲ့နှစ်ချက်ကိုရှောင်ခဲ့လို့ရှောင်ခဲ့တဲ့အတွက်ကျမဒီအခုချိန်ဒီဒီနေရာဒီချိန်မှာထိုင်စားပြောနေနေတာဖြစ်တယ်နော်အဲ့တော့ကျမက fundraiser လို့ fundraiser fundraiser ဖြစ်တဲ့အတွက် fundraiser အလုပ်ပဲလုပ်တယ် ်လမ်းတော်ဝယ်ပြီးကိစ္စမှာကျမလုံးဝလည်းဝမ်းမပါဘူးစိတ်လည်းမဝင်စားဘူး PDF တရားသာပြီးတော့ဘယ်ပစ္စည်းဝယ်ခြင်းလို့ပါဆိုရင်တော့မောပြီးသွားရင်တို့လာပြရင်ကျမကြည့်လိုက်တာပဲရှိတယ်ငါ့ကိုအဲ့ပစ္စည်းပြအဲ့ပစ္စည်းဟိုကဖြစ်လာကျမအဲ့ဒါကျမအပိုင်မဟုတ်ဘူးနော်ကျမဒီ fundraiser ဖြစ်တယ်ပြီးသူတွေထောက်ပို့တဲ့ပတ်စံကိုရောက်ရမယ့်နေရာရောက်ရမယ့်နေရာဆိုရောက်ဒီနေရာကိုရောက်ပါမယ်လို့ပြောထားတဲ့နေရာကိုရောက်အောင်ပို့ပြီးကျမတောင်းဝင်ချေပြီနော်ကျမတောင်းဝင်ချေပြီကျွန်တဲ့အပိုင်းကျမဆက်ပြီးပါစရာလည်းမလိုသလိုပါလို့လည်းမရဘူးနော် project dragon fly ဒီနော်ဒေါ်လာ2.2တန်းရရှိခဲ့တယ် ရရှိတဲ့ငွေကို MOD ကိုပို့ခဲ့တယ်။ MOD ကိုပို့ပါမယ်လို့ဓာတ်ရိုက်ပြောပြီးတော့ခောက်ခံထားတဲ့ငွေဖြစ်တဲ့အတွက်ကျွန်မ MOD ကိုပို့တယ်။ MOD ကလည်းလက်ခံရရှိကြောင်း certificate ကိုသူတို့ရဲ့ Ministry of Defense Blue Map page ကလည်းတင်ပေးခဲ့တယ်။ပြီးတော့ Project Dragon Fly နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်ကိုထုတ်ပြန်ပေးခဲ့တယ်။နော်။ကျမတို့ဒီဒီငွေကိုတို့လက်ထဲကိုရောက်ပြီဆိုမှတို့ကအိတ်ငွေအိတ်ငွေ2.2တန်းစီစဉ်ဖို့ကျမတို့2လောက်ွယ်ကြခဲ့တယ် နော်နှစ်လခွဲကြာခဲ့တယ်အဲ့ပတ်စံရောက်ပြီသူတို့သူတို့လက်ထဲကိုရောက်ပါပြီဆိုမှသူတို့ကအဲ့ certificate ကိုထုတ်ပေးပြီးတော့ MOD ရဲ့ page ကနေပြီးတော့တရားဝင် blue map page ကနေပြီးတော့ project dragonfly ရဲ့ပတ်စံတွေရောက်ရှိပြီဖြစ်ပါတယ်ဆိုတာရယ်ဒါနဲ့ပတ်သက်တဲ့ဆက်လက်စောင့်ပြီးသူအသိပေးတဲ့ကိစ္စရယ်ကိုသူတို့ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ပေးတယ်ကဲကျမအပိုင်းပြီးပြီမဟုတ်ဘူးလားနော်ကျမအပိုင်းပြီးပြီလေနော်ကျန်တဲ့ကိစ္စကိုသိချင်တယ်ဆိုရင် MOD ကိုနေနော်ကျမပြောပြီးသွားပြီ MOD ကိုနေကျမကျမတို့ကမသိရဘူးဒါနဲ့တော့ဘာမှမသိဘူးမျက်နှာလွဲခဲပြစ်လို့တာလားမဟုတ်ဘူးကျမတို့အကုန်သိတယ် เนาะဒါနဲ့ပတ်သက်တဲ့ကိစ္စဥမာချီခါမခြင်းအကုန်တည်တယ်ဒါပေမဲ့ကျွန်တော်တို့ပြောဝင်ရှိဘာဖြစ်လို့လဲဆိုတော့ဒါစည်ရေးဖြစ်နေလို့ပြည်သူတွေခက်ခက်ခဲခဲစုခဲ့တဲ့နှစ်သက်သမားနှစ်သက်ကျမတို့ရဲ့လှုပ်အားခါတွေလှုပ်အားတွေเนาะကျွန်တော်တို့ရဲ့အချိန်ပေးမှုတွေကျွန်တော်တို့ရဲ့လူထုကိုလှုံ့ဆော်မှုတွေပြီးတော့ဒီငွေချေးစီးဆင်းမှုမှာကျွန်တော်တို့စိုက်ထုတ်ရတဲ့အင်အားတွေเนาะအဲ့ဒါတွေဟုတ်ပါအဲ့ဒါတွေလည်းပါတယ်လူထုရဲ့ရုန်းကန်မှုအပြင်ကျွန်တော်တို့ရဲ့ကျမနဲ့ Google နဲ့เนาะပြီးတော့ငွေချေးလက်ခံတဲ့သူတွေလက်ခံပေးတဲ့သူတွေ fundraiser တွေအားလုံးရဲ့အင်အားတွေပါတယ်ဒီငွေရကျမရဲ့အားချောင်မှုကြောင့်เนาะအချို့မရှိအဟောတိကံဖြစ်သွားဖို့ ဖြစ်သွားဖြစ်သွားမှာကိုကျွန်မမလိုလားဘူးပြောလည်းပြောမှာမဟုတ်ဘူးပြောတင်ပြောထိုက်တဲ့ဟာတွေမှတမယောက်ကျွန်မအရင်တုန်းကလေပြောပြပြီးသွားပြီနော်အဲ့တော့ကျွန်မအာကျွန်မဘက်က family ဆာတယောက်ကရရှိတဲ့ပတ်စံကိုပို့ဆောင်ပြီးသွားပြီပို့ဆောင်တဲ့တက်တွေလည်းအကုန်ပြတာပြီးသွားပြီပြီးတော့ annual ကြီးရဲ့တရားဝင်ဟို bloom page ကလည်းလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ certificate တွေရောထုတ်ပြန်ကြေညာချက်တွေရောထုတ်ပြန်ပြီးထုတ်ပြန်ပြီးသွားပြီသူတို့ကပတ်စံရရပေးနေပန်ဆယ်တို့ကအဲ့ပတ်စံနှစ်တက်မှနှစ်တက်ဝိုင်းလိုက်ပြီးသူတို့က certificate ထုတ်ပြီးမှထင်လို့လားအဲ့ certificate ကိုသူတို့ရဲ့ bloom page ကတင်ပေးမှထင်လို့လားစီးဆောင်ပါလား ။ငါဘာလို့ဆိုတော့တခါကျတော့ကိုကဘာမှဖြစ်ဘူးလို့ပြောလိုက်ပြင်မယ်။ကိုတော်တော်ဘာမှမဖြစ်ပြင်မယ်။ခရေရိုက်တာတွေရှိတယ်။တခြားဒီတော်လင်းဘက်ချမ်းမှာလှူရှားနေတဲ့သူတွေခရေရိုက်မှာဆိုလို့တုံ့ပြန်ခြင်းနဲ့မှတုံ့ပြန်လိုက်ရတဲ့စကားတွေလည်းရှိတယ်။ကျမတို့အလုပ်လုပ်နေတဲ့ပုံစံဒီကျမတို့ဒီဒီတော်လိုင်းရေးစားတွေကဒီနေ့ဒီချိန်ထိငွေချင်းနဲ့ပတ်သက်ပြီးတော်လိုင်းငွေကြီးကိုကျမတို့လည်းနဲ့မထိဘူးမထိဘူးဆိုတော့အခုဘုန်းရအောင်မယ်နော်အရင်ဒါပြီးခဲ့တဲ့နှစ်ကဒီချိန်ဆိုကျမ memory တွေပြန်တက်လာပြီးကျမကျမ American တနိုင်ငံလုံးဖလှယ်ပြီးတော့ဘုန်းနေရအောင်လေဘုန်းနေရအောင်လေဆိုတဲ့အချိန်မှာလीငွေတွေကိုနော်ပန်ဆယ်လုပ်လက်နဲ့ယူလိုက်တယ် ်ဒါပေမဲ့အိမ်ကိုရဘယ်ရောက်သွားလဲကျမအဲ့ဒီမြို့ကလေးပြန်လာတဲ့ချိန်မှာကျမနဲ့အတူတူပါလာတာမဟုတ်ဘူးเนาะအိမ်မြို့ကမြို့ကန်ဒီဒီပွဲကိုစီစဉ်တဲ့သူတွေစီကတဆင့် NUGC စီစဉ်တာအဲ့ဒါအိမ်မြို့မှာရောင်းသွားတဲ့သူတွေကိုဒါမေးကြည့်ကျမဘွန်းသွားရောင်းတဲ့မြို့တွေအများကြီးပဲအိမ်မြို့ကလူတွေဒီပွဲကိုစီစဉ်တဲ့သူတွေကိုဒါမေးမြန်းကြည့်ပြီးတော့เนาะပြီးတော့ဘွန်းဘွန်းနေနော်ဒီဝယ်သူရဲ့လက်ထဲကို NUG ဘက်ကလေပို့လာတယ်ဘုန်းလေးရောက်ရှိသွားပြီဆိုလို့ရှိရင်ဒါကသဘောပေါက်တင်ပြီအဲ့ငွေဒီအိတ်ထဲကိုသူတို့စီကိုရောက်သွားပြီးမှဒီဘုန်းလေးကိုထုတ်ပေးတာ နော်ကျမတို့ကဒီမှာဘုံဝယ်လိုက်လို့ရော့ဒီမှာဘုံစာရော့တွေထုတ်ချင်တယ်လို့ထုတ်ပေးခွင့်ရှိတဲ့သူတွေမဟုတ်ဘူးနော်ပြီးတော့အခုတော်လိုင်းနဲ့ပတ်သက်တဲ့ဒီကျမတို့လုပ်ခဲ့တဲ့ project တွေ project တွေ project ဘိုင် project နော်တချို့ project တွေဆိုရင်နာမည်ဒီဘယ်နေရာကိုသွားမှာဘယ်နေရာကိုစီးစစ်မှာဆိုပြီးတော့နော်စီမံထားတဲ့ဥပမာ project dragon fly လို့မျိုး project မျိုးနော်ပြီးတော့အဲ project နန်းထိုင်အောင်လို့မျိုးနော်အဲ့လိုမျိုး project တွေဆိုလို့ရှိရင်အဲ့နေရာတနေရာလေးကိုထိုက်ရိုက်စီးစစ်ရတာနော်ကျမတို့မြင်လည်းမမြင်ရဘူးသူလည်းမတွေ့ရဘူးထီလည်းမထီရဘူး နော်နောက်ထပ်ဒီတခြား project တွေမှာဆိုလို့ရှိရင်အမြင်ပြန် PDF တီစီပေါ့ကျွန်တော်တို့ပို့ခဲ့တဲ့တက်တွေတွေအထောက်ထားတယ်နော်ကျွန်မ face public မှာတင်လို့ရတဲ့ဟာတွေအကုန် public ကိုတင်ပြရတယ် public မှာတင်လို့မရတော့တချို့တော့လျှို့ဝှက်တော့ကိစ္စများဘူးလေကျွန်တော်တို့ဒီ project တွေမှာဝင်ပြီးငွေကောက်ခံပေးတဲ့ fundraiser တွေနဲ့အထူးရှင်းလင်းထားပြီးသားဖြစ်တယ်ကျွန်တော်တို့ဒီဒီငွေကြေးစီမံရမှာအရှင်းလင်းဆုံးဖြစ်အောင်နော်အရှင်းလင်းဆုံးဖြစ်အောင်ပြုလုပ်တယ်ဘယ်သူနဲ့မှလည်းလောကချင်းရိုက်လို့မရဘူးဒီတော်နေရေးထဲမှာပါဝင်လာတဲ့သူတွေကအမှန်တရားဘက်မှာရက်တည်နေဆိုတဲ့စိတ်နဲ့နော်မင်းအောင်ထိုင်လို့ကောင်းမျိုးတော့တော်တန်နေတာမှာတကယ်တည်းတော့ ထောက်ပြကြဖို့လည်းဝင်မလေးဘူးစောက်ဖောင်းထုတ်ကြဖို့လည်းဝင်မလေးတာမဟုတ်ကျမတာမဟုတ်တာလုပ်လုပ်မယ်ဆိုလို့ရှိရင်လေဒီဒေါ်လာကြီးထဲမှာအများကြီးထွက်လာမှာတိတ်ကြတယ်ဘာလို့လဲဆိုတော့ကျမတို့ ਨੇ လက်တွဲပြီးလှုပ်ဆောင်နေတဲ့ fundraiser တွေမှာအများကြီးเนาะကျမတို့အခု project တခုလုပ်တယ်အခုကျမဒီရက်ထဲမှာဆိုလို့ရှိရင်ဆရာဖြူတီဟာရဲ့မခင်နေကြည်တာရဲ့ကျမရဲ့၃ယောက်ပြုလုပ်နေတဲ့အာ၃ယောက်ပြုလုပ်နေတဲ့တော်လန်905ဆိုတဲ့ project ရှိတယ်အဲ့ project မှာဝင်ရောက်ငွေကောက်ခံပြီးတဲ့ alpha အဖွဲ့40 40ကျော်ပါဝင်နေအဲ့ alpha တွေကပတ်စံကိုကျမတို့ကကြော်ညာပေးတယ်လှုံ့ဆော်ပေးတယ်เนาะ ကြော်ညာပြီးတယ်လှုံ့ဆော်ပြီးတယ်အဲ့လှုံ့ဆော်ပြီးတဲ့ဟို post တင်လိုက်တဲ့ခါမှာ website တစ်ခုကိုရောက်သွားမယ်အဲ့ website ကနေပြီးကိုထည့်ချင်တဲ့နိုင်ငံကနေတစင်ကိုပါဝင်မယ်ဥပမာမြန်မာပြည်ကပါဝင်ချင်တယ်ဆိုမြန်မာပြည်က FRA ကိုဆက်သွယ်လိုက်မယ်ဆိုမြန်မာပြည်က FRA စီကိုငွေပို့ပါတယ်ဒါကထောက်ပို့ဘူးတဲ့သူတွေသိပါတယ်အဲ့ FRA စီကိုငွေရောက်သွားတယ်နော်ကျမတို့က project ပြီးသွားပြီဆိုတော့မှအဲ့ FRA စီကနေပြီး season နဲ့နော်အများအဖြစ်ကျမတို့ငွေကြေး season ပြီးနေရဆိုရလဲဒါပြောမယ်ဆိုရင်ကျမတို့ကဘာသာလို့လို့မရဘူးကျမတို့ကအဲ့လောက်အင်အားမရှိဘူးနော်ဒီ NUG ရဲ့ နော်ဒီဘန်နာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုစောင့်ရွက်ပေးတဲ့သူတွေကလည်းပဲကျမတို့ကဒီငွေကြေးတွေကိုနောက်ဆုံး final destination account အဲ့ account တွေကိုသွားတာနော်ပြီးတော့မှအဲ့ဒီ account တွေကနေပြီးတော့မြေပြင် PDF TC ကိုဆက်ပြီးတော့ကျမတို့ကစီစဉ်တာနော်ကျမတို့လက်ထဲမှာဘယ်တော့မှဘယ်ငွေမှကိုလည်းမကင်ရွေးရအောင်မထိတွေ့ရအောင်နော်အခုကျမပြောချင်တဲ့အပိုင်းအောင်လာပြီနော်အဲ့တော့ကျမဒီကျမ project ဒီ project ဒီလုပ်ခဲ့တဲ့တောက်ရှောက်မှာကျမ project ဒီမှာထောက်เสียအကွက်မရှိခဲ့ဘူး ဘာထောက်စီအောင်ကောမှမရှိခဲ့ဘာလို့လဲကျွန်တော် project တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုစင်းရင်းစကားစင်းရင်းစင်းရင်းစရာအကုန်ရှင်းလင်းပြီး project တစ်ခုချင်းပြီးတစ်ခုပြီးတစ်ခုပြီးတစ်ခုသွားတာเนาะကျွန်မစီရသည်ထောက်ပို့မှုကိုရထောက်ပို့မှုတွေရတဲ့မြေပြင် PDF တွေလည်းတို့ရဲ့ page တွေမှာလည်းတင်ကြတယ်เนาะကျွန်မစီမှာလည်းတင်လို့ရတော့ project တင်လို့ရတော့ project ဆိုတာကတင်လို့မရတော့ project ဆိုလို့စံရီ project တစ်ခုပဲရှိတယ်ဒါကလည်းဒီစံရီ project မှာပါဝင်တဲ့အမေတော်အောင်ဆန်းစုကြည်ရဲ့ဒါကိုထိန်နေရဲ့เนาะဘက်က request ကြောင့်ကျွန်မ Facebook ပေါ်မတင်တာ ဒါပေမဲ့ကျွန်တော်တို့ဒီစံရီ project ပြုလုပ်တဲ့အချိန်မှာပါဝင်တဲ့ FR 80 fundraiser 80အဖွဲ့ပေါင်း80ကျော်နဲ့ကျွန်တော်တို့စည်ရင်းရှင်းလင်းပြီးသွားပြီနော်အဲ့တော့အားလုံးလည်းဒီ project တစ်ခုပြီးတစ်ခုဒီလိုမျိုး project ဘာ project နဲ့စည်ရင်းရှင်းပြီးသွားတာဖြစ်တယ်တော့ကျွန်မ project ဒီမှာထောက်เสียအကွက်မရှိအဲ့တော့ဘာလို့ထောက်ဘာလို့ပြဿနာရှာလဲဆိုတော့နော် project dragonfly ကိုပဲပြဿနာပတ်ပတ်ပြီးရှာနော်တစ်ခါလဲမဟုတ်တစ်ခါလဲမဟုတ်အားလုံးသိထားမိကြလားမသိဘူးကာယတန်ရှင်ကတော့ပြောချင်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်မကတော့သိအောင်ပြောလိုက်အောင်အဲ့ project dragonfly မှာ project dragon fly ကိုလုပ်ခဲ့တဲ့ကိုကလစ်နော် C2 တီယာအကိုနော် C2 တီယာအကိုဆိုလို့ရှိရင်အခုသူငွေကောက်ခံတဲ့ project ထပ်လုပ်တာမြင်ရလားဘယ်မြင်ရမလဲနော်အဲ့ဒီကောင်တွေကိုစစ်ပြက်လွန်းလို့နော်သူဆက်မလုပ်ဘူးသူကသူ click ကရတဲ့ပတ်စံနဲ့ပဲသူကသူဆက်ပြီးသွားတာအမှန်ကြတော့ C2 တီရဲ့ဒီဆောင်ဆောင်နိုင်စွမ်းဆိုလို့ရှိရင်အင်တန်အင်အားကြီးတယ်နော်သူ့လိုလူမျိုးကအခုလို့ကျမတို့ခုလုပ်နေတယ်လို့ project တွေတစ်ခုပြီးတစ်ခုလုပ်ပြီးတောင်းငွေရေးတော့ငွေရှာပေးတဲ့တာငွေရှာပေးတဲ့နဲ့ငွေရှာပေးနိုင်တဲ့ဂျုံမျိုးနော် ပြောင်းသက်ကုန်ပြီဆိုတာပိုကမီးတက်တက်ထိုးထားလို့နော်အဲ့ဒါပဲတစ်ချိန်လုံးမျက်ခွက်ပဲကြည့်မနေပါနဲ့နော်အဲ့တော့အဲ့ဒီပြဿနာရှာရှာမရှိအဲ့ project dragon fly ကိုပတ်ပတ်ပြီးပြဿနာရှာတယ်ညတို့လာပြီးအော် dragon fly ရဘာမှလေရရရအောင်ပြမယ်ဆိုနင်တို့ကဘာလို့ပြရမှာအဲ့ပစ္စည်းဆိုတာဘာလဲပကုံးမထမ်းပြပြီးတော့နင်တို့ချိန်မှာ live နဲ့ပြနေမှာရမှာလားဟမ်အဲ့ဒါကန့်တက်ပစ္စည်းဆိုတာနင်ခေါင်းကညံ့မိလားဟမ်ခွေးတရောင်းစားရဲ့နင်ညံ့မိလား အဲ့ဒါယူပါလေငါနေလို့ live link ပြခိုင်းပြီအန်ယူဂျီကျမတို့ဒါဒါကို live link ပြပါဒါကိုဓာတ်ပုံရိုက်ပြပါဒါကိုဗီဒီယိုရိုက်ပြပါဆိုပြီးတော့ဟမ်နိုင်ငံတကာကနေပြီးတော့အန်ယူဂျီကိုကန့်သက်ခံရအောင်လုပ်နေရမလားနေရဟမ်နိုင်ငံတကာလော်ရီနဲ့ညှိအောင်နေလို့တမင်သက်ဆွာနေရမလားငါတို့ထဲမှာဆာလူတကောင်းမှမပါနော်ဆာလူတကောင်းမှမပါနော် အောက်တန်းစာမအီလို့ဘန်ကောက်ကကွန်ဒိုရဲ့အိမ်ဝင်နေဝေးတာငါဘန်ကောက်ကိုစိတ်လဲမဝင်စားဘူးဘန်ကောက်မှာကွန်ဒိုလည်းမရှိဘူးအမေရိကန်မှာလည်းအိမ်ကားနေတာဒါပေမဲ့နော်နင်တို့လိုအချိန်မဲ့နေမဲ့လည်းမဟုတ်ဘူးညီမပြီးကထွက်ပြေးလာရင်မဲ့ညီမပြီးကငါအိမ်မြင်ဘူးတယ်မလားဟမ်အဲ့ဒါအာနာမသိရင်ဘာအလှူမှမအလှူခံနေဆိုတာလည်းလုံးဝမရှိသေးတဲ့အချိန်မှာညီမပြီးကငါအိမ်ကိုမြင်နေမလားဟမ်ဆက်ကဆက်တိတ်သွားတယ်ငါအိမ်ကိုမြင်နေမလားဟမ်ဝင်ရှာတော့ငါအခုလိုမျိုးထပ်ထားပြီးပြောရတာပဲရှိတယ်ဟမ်အဲ့တော့နင်တို့စောက်ပေါက်တွေပိတ်ထားဖို့လိုတယ်နော်နင်တို့တော်လည်ကြီးမှာမကူညီခြင်းမနှောက်ရှက်နဲ့နော်အဲ့တော့ ဆိုခဲမြဲစီဆိုရဲနော်ယောက်ျားပါဇက်ဆိုတာကိုယ့်ပါဇက်ပေါ်မှာကိုယ်လေးစားမှုမရှိဘူးနင်တို့မှာကိုယ့်ကိုယ်ကိုယ်လေးစားမှုမရှိဘူးဆိုလို့ရှိရင်နင်တို့ဘယ်သူကလေးစားမှာလဲနော်နင်တို့တစ်ဖွဲ့လုံးနော်အိုကြီးအိုမတွေအပါအဝင်အိုကြီးအိုမတွေနော်တေခံကြီးတွေရောတေသွားတဲ့သူတွေရောနော်အိုကြီးအိုမတွေအပါအဝင်နော်တစ်ခေါင်းမှခေါင်းမပြည့်နင်တို့အကုန်ပေါင်းလို့ဆယ်တန်းမအောင်ဘူးလို့အတွေးရနော်နင်တို့တကောင်းလုံးပေါင်းလို့လေးတန်းမအောင်လို့ငါစားကစားကောင်းလို့နှိမ့်နေမလားနော်နင်တို့ကတကောင်းလုံးပေါင်းလို့ဆယ်တန်းမအောင်ကြတဲ့ကောင်ဟိုအကုန်လုံးပေါင်းလို့ဆယ်တန်းအောင်တယောက်ကခေါင်းရှိနင်တို့ နင်တို့တွေအသက်တွေလည်းတည်တော့မယ်နော်အချို့တွေဆိုဖိုးကြီးနော်ဖိုးကြီးတည်တော့မယ်တည်တယ်နည်းတချို့တွေဆိုတည်အောင်တည်တောင်တည်သွားပြီကိုဖွားကြီးဆိုတည်သွားပြီနော်အဲ့တော့နင်တို့တွေဘယ်လိုဖြစ်လဲတပ်ပါတီထောင်ချင်းထောင်ဖို့နော်တပ်ပါတီမကလို့ပြီးသူ၆ခန်းနဲ့ဆိုတပ်ပါတီမကလို့ပဲ4ပါတီမကလို့ပဲနော် infinity party ပဲဖြစ်ဖြစ်ပြီးသူကထောက်နင်တို့အရေးချင်းရှိရဆိုထောက်ခံအားပေးလာမှာပဲငါတို့ပြည်သူတွေကစကားဆောက်နိုင်မယ်ဆိုလို့ရှိရင်အခုချိန်ဘယ်သူပဲလာလာငါတို့ကထောက်ခံအားပေးမှာပဲသိလားဘာလို့လဲဆိုတော့ငါတို့စကားဆောက်နိုင်ချင်တာဘူးနော်အဲ့တော့နင်တို့တပ်ပါတီကြီးအရေးချင်းရှိရဆိုလို့ရှိရင်ငါတို့ NGO ကိုမထောက်ခံဘဲနဲ့နော်တပ်ပါတီကိုထောက်ခံမှာပေါ့ ဖီသူကလည်းနှုတ်တဖြည်းဖြည်းနဲ့လေးစားလာမှာပဲလေအဲ့တော့နင်တို့ကဘာလို့ကိုယ့်ကိုယ်ကိုမတိဆောက်ပဲနဲ့အန်ယူဂျီကိုတခြင်းလုံးဆောက်ပေါင်းထိုင်ထူတာပဲတကူပဲနင်တို့တပ်ပါတီထောင်ဖို့ရည်ရွယ်ချက်မှာပါတာလားဟင်နင်တို့တပ်ပါတီကိုငါတို့စိတ်လည်းမဝင်တော့နော်အဲ့တော့တပ်ပါတီထောင်မှာနင်တို့ကတပ်ပါတီမကောက်လို့ infinity ပဲထောင်တာဆောက်ပြီးမဆိုင်ဒါမဲ့ဒါပဲကိုအရေးချင်းရှိတယ်ဆိုတာကိုလုတ်ပြရရတယ်နော်လုတ်ပြရရတယ်တော်လန်ကြီးအစိုးတရအစိုးရတရဖြစ်ဖို့ကဆောက်ကဆောက်တော်လန်ရနင်တို့ကဆောက်ကဆောက်မတော်လန်မဲ့အန်ယူဂျီကိုသာတော်လန်မှာတော့နင်တို့တပ်ပါတီအကုန်ခွေးဖြစ်ကုန်မှာစမ်းရမှာ နတ်တပတ်ကြီးအကုန်ခွေးပြက်ကောင်နဲ့ဆန်းလာအဲ့တော့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့နင်တို့အရန်စိတ်ဝင်စားနင်အရန်စိတ်ဝင်စားတာမဟုတ်ဘူးနင်ကဒါကိုဝယ်လို့မရအောင်ကလိုးကလန့်အကုန်လိုက်လို့ပြီးနင်5% 10%မစားရလို့ဖြစ်တယ်ပြဿနာနော်အဲ့တော့ဒီပစ္စည်းရှိလားမရှိလားဟုတ်ပြီနော်ငါပြောမယ်ပြီးခဲ့တဲ့ရက်ကနော်ဒေါ်စင်မောင် ဖြည့်သွားတယ်နော်ဒေါ်စင်မောင်လူပေါင်း900လောက်တက်တဲ့စီးပွေးမှာဖြည့်သွားတယ်တယောက်ကထမီးတယ်တယောက်ကပြည့်တက်တယောက်ကထမီးတယ်အညူးချီမာတဲ့ငှက်ပြည့်ပစ္စည်းအခုချိန်ကြည့် တက်လက်မှမရှိတာဘာဖြစ်လို့လဲတဲ့နော်ဒေါ်စင်မောင်ကဘာဖြစ်သွားလဲသိလားတက်လက်မှမရှိဘူးလို့ဘယ်သူပြောတာလဲတဲ့နော်အေးနင့်တို့ကောင်စားမျိုးတွေပဲပြောတာပေါ့နော်နင့်တို့ကောင်စားမျိုးတွေပဲပြောတာပေါ့အဟုတ်ရှိတာမရှိလားဆိုတဲ့ဟာကရှိတာမရှိလားဆိုတဲ့အကြောင်းကိုရဲ့ပြစ်ချနိုင်မပြစ်ချနိုင်နော်ဒီရဟန်းရင်တွေထိနေတာမထိနေတာ ਨੇ ကြည့်ပါတဲ့နော်အေးနင်းကလည်းငါလှန်ပြတော့မကောင်းပုတ်ပါပြလိုက်တယ်မယ်အေးလိုကြီးเนาะငါဒီဖန်ရီဇာဖြစ်တဲ့အတွက်ဖန်ရီဇာတယောက်ကတာဝန်ရောအပြီးပြတ်ထမ်းဆောင်ပြီးသွားပြီငါ့ကိုစောက်ပြေတနာမရှာဘဲနဲ့နင်းစောက်ပြေတနာရှာရင်တွားရှာ နော်ပတ်စံယူထားတာ MOD NUG နော်နင်တို့ APC တွေမရှိဘူးလို့ယူဆရင်သွားမေးယောက်ျားမဟုတ်ဘူးလားနင်ယောက်ျားမဟုတ်ဘူးလားနင်ပောင်ကြားတဲ့ပစ္စည်းကနင်ဘာလို့ဖို့လဲကိုကိစ္စလို့ဖို့တခုပဲလားခွေးတောင်စာအောက်တန်းစာဟမ်နင်ကိုနင်ယောက်ျားတယောက်ဆိုပြီးတော့ငါနင်ကိုနင်တော့ပြန်မလေးစားနိုင်ဘူးလား ငါဒီ fundraiser လေငါနှစ်တက်မှနှစ်တန်းရတယ်နေ့တိုင်းကျင်ညာပေးတယ်နော် day 1လေ day 10လေးကျင်ညာပေးရရတဲ့ပတ်စံအကုန်လုံး NUG C ပို့တယ် NUG ကအဲ့ပတ်စံကိုလက်ခံရရှိပြီးပါပြီလို့သူတို့ရဲ့ personal သူတို့ရဲ့တရားဝင် new ဗာလဲ new blue map page ကလေးကိုတင်ပေးပြီးသွားပြီအဲ့တော့ fundraiser တယောက်ကတာဝန်ကိုငါပြီးပြအောင်ဆောင်ရွက်ပြီးသွားပြီဆိုလို့ရှိရင်နှင်းပထွေး NUG ကကောင်တွေကိုတော့မေးလို့မအေးလို့ရဲ့နင်းနေတဲ့နော်နင်းနေတဲ့မဲဆောက်မှာပဲဒီဟမ် MOD ကဆိုလေမဲဆောက်မှာပဲဒီနင်းတော့မေးလေနင်းစောက်ခွက်ကြီးပြပြီးတော့မေးလေနင်းမှန်တယ်ဆိုလို့ရှိရင် ဘင်းပြည့်တဲ့နဲ့တွေမရသေးဘူးလားဆိုပြီးခင်ဗျားတို့စောက်တုံးကြောက်တာဆိုနင်းသွားမိလိမ့်နင်းသွားမိရင်သွားမိလိမ့်ဟမ်အဲ့ဒီစီတွေငါဝယ်တာမဟုတ်တာဟမ်ခွေးတောင်းစားရဲ့ဟမ်ဒီယောက်ျားကြီးဖြစ်တယ်ဆိုဖြစ်လာမှာတော်ရဲမှာအနေစားချောင်မလားဘုံလို့ရမလားဆိုပြီးတော်လန်ရေးတဲ့ဝင်လာတဲ့ကောင်စားမဟုတ်ဘူးနော်အဲ့တော့ငါတို့ကမင်းအောင်နိုင်ဖြစ်စည်းခဲ့တဲ့ဘဝတွေထဲမှာငါဘဝလည်းပါတယ်နော်ငါရဲ့တိဆောက်ခဲ့တဲ့ဘဝလည်းပါအဲ့တော့ငါတို့ကတော်လန်ရေးနိုင်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့အလုပ်လုပ်တာနင်တို့လိုမျိုးတော်လန်ရေးကြီးအထွန်းရှိပါစေဆိုတဲ့ကောင်စားတွေမဟုတ်ဘူး နော်အဲ့တော့စိတ်ကူးလည်းမရှိဘူးနင်တို့နှစ်တသမနှစ်တန်းရဲ့တန်ပါဆန့်ကိုနော်အသားတုံနေပေမဲ့ငါတို့ကမျက်စောင်းတော့လက်မထိုးခဲ့ဘူးနော်အဲ့ပစံသားလေ NUG ရဲ့ NUG C ကိုဓာတ်ရိုက်စီးစင်းတာဖြစ်ပြီးတော့ NUG C ရောက်ရှိတဲ့အခါမှာ NUG က Ministry of Defense ရဲ့ Blue Map Page မှာအလူငွေလက်ခံရရှိကြောင်းမှတ်တမ်းနဲ့နော်ရှစ်ဆက်မဲ့လုပ်ငန်းစဉ်ကြေညာချက်ကိုထုတ်ပြန်ပေးခဲ့တယ်နော်ပြည်သူတွေသိရှိပြီးသားဖြစ်တယ်နော်မသိရှိသေးရင်လည်း ် MOD ရဲ့ blue map page မှာတွားပြီးတော့ dragonfly နဲ့ပတ်သက်ပြီးတွားပြီးရှာကြည့်ပါရှိပါတယ်အခုချိန်ချင်းเนาะကျွန်တော်တို့ဘက်ကအများကြီးရှင်းလင်းအောင်လုပ်လုပ်ခဲ့တယ်ဒါအခုဒီ live ကရှင်းပြတာမဟုတ်ဘူးရှင်းပြချင်းရှင်းပြရအောင်ရှုပ်ထားတာဘာမှမရှိမအီလို့ဆဲကျင်လို့ကိုလာဆဲတာเนาะအဲ့တော့ဒီကာလမှာမျက်လုံးမျိုးအားအားနဲ့ရာရာမိုးလင်းမိုးချုံညက်နေစောက်ရည်လေးတများများတောက်ပြီးနေရတဲ့ဘဝမဟုတ်ဘူးကိုယ်တော်စားကြီးเนาะငါမှတနေ့တနေ့မနက်ခုနာရီမထိုးရင်အလုပ်သွားเนาะမနက်ဆိုရင်ခုနာရီခွဲထားရတယ်ပြီးွားလို့ရှိရင် နော်ခွန်းလာကြီးခွဲထားရှင်းလာကြီးကလေးကိုနှိုးနော်ကလေးကိုပြင်ဆင်ပေးပြီးကြောင်းပို့ပြီးသွားလို့ရှိရင်အလုပ်သွားနော်အလုပ်ကလည်းညနေခွန်းလာကြီးရှင်းလာကြီးမှာပြန်ရတယ်နော်ပြီးသွားရင်အရောက်တာနဲ့ရင်မှုချိုးထမင်းစားပြီးတာနဲ့အခုဆိုငါအခုထိထမင်းမစားရသေးဘူးညုံမှာမစဲနေတာနဲ့ငါလည်းအခုထိထမင်းမစားရသေးဘူးနော်အဲ့ဒါပြီးတော့လို့ရှိရင်ဒေါ်လာကြီးမှာငွေခွဲမဲ့အလုပ်တွေလုပ်စကားပြောရတာတွေနော်ထောက်ပို့ဖို့စီစစ်ရတာတွေလုပ်နော်လုပ်ပြီးသွားလို့ရှိရင်ညဆိုလို့ရှိရင်ငါးနှစ်နာရီလောက်မှအေးရတယ်နော်အဲ့ဒါငါရဲ့ daily routine နော်တလောက်နှစ်နှစ်ကျော်ကာလ နော်အရင်တော့ဆိုလို့ရှိရင်ညဆိုတညလုံးမအိပ်ပဲနဲ့မြန်မာပြည်အချိန်တိုင်းကလိုက်နေခဲ့တာအဲ့တော့တော်လန်ရေးမှာနင့်လိုကောင်စားမျိုးတခြားလူတွေကမပြောဘူးနော်တခြားလူတွေကမပြောတော်လန်ရေးမှာနှိုင်းရှင်စရာမလိုတယောက်နဲ့တယောက်ကနှိုင်းရှင်ဖို့မလိုအပ်ဘူးရှင်လေထင်ပါကျွန်မကတော့နောင်တလည်းမရတလို့ဒီလိုမျိုးနဲ့တန်တဲ့သူတွေကိုဒီလိုမျိုးပဲတုံ့ပြန်ရမယ်လို့100%ယုံကြည်ပြီးသားယုံကြည်ထားပြီးရဲ့လူဖြစ်တဲ့အတွက်နော်ကြိုင်းတယ်လို့ထင်တယ်ဆိုလို့ရှင်လည်းထင်လိုက်ပါကျွန်မကတော့ကျွန်မတို့ကျွန်မတို့ကိုဂုံတိတ်ခါအဖြစ်စော်ကားလာခဲ့သည်ရှိတော့ကျွန်မကတော့တုံ့ပြန်ပါပဲဘာလို့လဲဆိုတော့ မတရားတာကိုမခံဘူးမတရားတာကိုစန့်ကြံနေဆိုတော့ဂုံတိတ်ခါလေးတစ်ခုအတွက်နဲ့နော်ကျမတို့ကျမဘဝကိုကျမတိဆောက်ခဲ့တယ်ကျမဘဝကိုအတိတ်ကပြန်ဆရတာအတိတ်ကပြန်ဆရတာဖြစ်တယ်နော်အဲ့ဒီအတွက်အဲ့ဒီဂုံတိတ်ခါအတွက်ကျမတို့ဘယ်သူမှမစူဖိုက်ဖို့ဝင်မလေးနော်အဲ့တော့ကျမကိုကျမလည်းမှန်အောင်နေတယ်နော်ကျမကိုကျမလည်းကုန်ဒီခါနဲ့ပတ်သက်ပြီးစော်ကားမခံရအောင်အရှင်းလင်းဆုံးဖြစ်အောင်ကျမနေတယ်။ဒါမဲ့ကျမကို ဆွဆွဲခြင်းဒီဆွဆိုဘယ်လိုခေါ်မလဲမတော်မတရားဆွဆွဲပြီးတော့နော်တသက်မရှိတက္ကရာမရှိပြောချင်တိုင်းပြောလာပြီးဆိုလို့ရှိရင်တော့ကျမဘက်ကအဲ့လူတွေနဲ့တန်တဲ့အရာကိုပြန်ပြီးတော့တစ်ထက်တည်းပြန်ပြီးပေးဖို့လိုအပ်တယ်အဲ့အတွက်မျက်စိမျက်စိထဲမှာပေါ့နော်တောင်းမကျိုးတာကြားရတာနားချာနားချာရတာခတ်တာမျိုးပေါ့နော်ကြားရတာဟိုမတင့်တော်တာမျိုးပါသွားတယ်ဆိုလဲစိတ်ရှိပါနဲ့လို့နော်သူ့လိုကနော်အဲ့လိုကိစ္စမျိုးဆွဆွဲကြတယ်ဆိုရင်တက်တည်ယူလာခဲ့ပါဖြည့်ရှင်းဖို့အစင်းနဲ့ပါ နော်ပြီးတော့တက်တည်ပြနိုင်နေဆိုလို့ရှိရင်ကျမကျမကိုကျမကျမတကောပါဆိုပြီးတော့ဝန်ခံပြီးတော့ကျမဒီတော်လန်ရေးတွေထွက်သွားပါမယ်ဟုတ်ပြီလားအဲ့တော့ကျမတို့ဘက်ကတော်လန်ရေးပေါ်မှာထားခဲ့တဲ့တစ္ဆာတွေနော်ဒီကာလမှာကျမတို့ကနိုင်ကိုနိုင်မှဖြစ်မယ်ဆိုတဲ့စိတ်လေးရှိတယ်ဘာလို့ဖြစ်တာလဲဆိုတော့မင်းအောင်နိုင်ကိုအသွေးတဲ့အသားတွေကမုန်းတာဘာလို့လဲဆိုတော့မင်းအောင်နိုင်ဖြစ်စည်းခဲ့တဲ့အသက်တွေဘဝတွေညားစွာတွေမှာကျမတိဆောက်ခဲ့တဲ့ဘဝလေးပါဝင်တယ်အဲ့တော့ကျမတို့ကတော်လန်ရေးထဲမှာမှတော်လန်ရေးဖြစ်လာမှလူရဝင်လာတဲ့လူကြားတွေကိုခွေးတိုးပေါက်ကလည်းဝင်လာတဲ့ နော်ကောင်စားမျိုးတွေနဲ့တော့ကျမတို့ကမတူတော်လန်ရေးပုံမှာထားတဲ့စိတ်မတူနိုင်ဘူးနော်အဲ့တော့တော်လန်ရေးကာလကြာမှာ live တွေလွှင့်လူသိများလာပြီးတော့နော်ဘုံလူဘုံဒလန်လူလူလို့အဲ့ဒီသက်ပါတီအုပ်စုအတန်းစားတွေနဲ့ဘာလို့လဲဆိုတော့သူတို့ကဒီတော်လန်ရေးမှာသူတို့ဆုံးရှုံးခဲ့တာဘာမှမရှိဘူးတကယ်ပဲပြောရရင် Iron လို့မိမမျိုးအစိုးရတဲ့စင်ကာပူမှာနေတယ်နော်အစိုးရတဲ့စင်ကာပူမှာနေတယ်တော်လန်ရေးမတိုင်ခင်တုန်းကစင်ကာပူမှာလူပွဲစားလူလူလေရင်လက်မှတ်ပွဲစားလူလူအလုပ်လုပ်တယ်နော်ပြီးတော့တော်လန်ရေးကာလကြာမှာစူးစူးပြေးပြေးဖြစ်လာတယ် ဆင်းရဲမရှိအိမ်မရှိဖလားတဲ့အကုန်ထည့်ခိုင်းပြီးတော့စီစဉ်တော့ဟိုတော်လန်ရေးတဲ့ကိုမေပြင်းအဖွဲတွေကိုနော်9သိန်း10သိန်းပေးပြီးတော့9သိန်း10သိန်းတော့မဟုတ်ပါဘူး2သိန်း3သိန်း2သိန်း3သိန်းပေးပြီးတော့နော်မေပြင်းအဖွဲတွေကတရင်တွေကိုနှိုက်တယ်ဒဏ္ဍာန်လုပ်တယ် online ပေါ်မှာ live တွေလွှင့်ပြီးအများကြီးပြောတယ်စီရေးတရင်တွေအကုန်ဖောက်ကြားတယ်နော်အဲ့လိုမိမမျိုးတွေအဲ့လိုမိမမျိုးတွေ ਨੇ သူတို့ကဒီတော်လန်ရေးကသူတို့တို့ဒီအနာသိန်းခံလိုက်ရတာသူတို့ဘက်တွေဘာမှမထိခိုက်ခဲ့ဘူးနော်ဒါပေမဲ့ကျမတို့ကတော့မင်းအောင်နိုင်တဲ့စစ်အုပ်စုကိုနိုင်ဖို့နိုင်ချင်တယ်ဘာလို့လဲဆိုတော့ စစ်စစ်အာဏာသိမ်းမှုမှာဖြစ်ပျက်စီးသွားတဲ့ဘဝတွေထဲမှာကျမရဲ့ဘဝလည်းပါဝင်တာပေါ့နော်အဲ့တော့ကျမမှာနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ပဲရှိတယ်အဲ့တော့ဒီတန်းစားတွေကိုတို့ကျမကိုအဲ့အုပ်စုလိုက်ကြီးတက်တက်မဲမဲဖြစ်နေတယ်ဆိုတာတို့အုပ်စုလိုက်ကြီးပေါင်းလို့ကျမကိုဘယ်ရောက်မှမနိုင်ကြအောင်အုပ်စုလိုက်ကြီးအခုပေါင်းပြီးတော့ချနေကြတာပဲကျမကိုဒါပေမဲ့တို့မနိုင်ကြအောင်ဘာလို့လဲဆိုတော့တို့တစ်ဖွဲ့သလုံးကပြည်သူထောက်ခံမှုမရှိတဲ့အစိုးရဖြစ်ချင်နေတဲ့အဖွဲ့နော် ်အစိုးရဖြစ်ဖို့စ조사ပြီးတော့ပြည်သူထောက်ခံမှုတစ်စက်မှမရတဲ့စောက်ယူတွေစုဝေးထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်သူတို့တစ်ဖွဲ့လုံးအခုဆိုလို့ရှိရင်နောက်တပ်ပါတီအုပ်စုတစုလုံးပေါင်းလာတယ်ကျွန်မမနိုင်နော်အခုကျွန်မသူ့ကိုငါးနဲ့တိုင်ထိုင်ထုတ်လိုက်ရတာပဲဖတ်တယ်နော်အဲ့တော့ နားထဲမှာပေါ့နော်အမြင်အမြင်မတင်တော့အကြမ်းမတင်တော့ဖြစ်သွားရင်လေကျွန်မတောင်းခံပါတယ်ကျွန်တော်တို့ဒီဒီပုံစံဒီ CI တီမဟုတ်ပါဘူးဒါပေမဲ့ဒီဒေါ်လာရေးမှာကျွန်မတို့ကိုကျွန်မတို့တိဆောက်ထားတဲ့ကျွန်မတို့စုပ်ကင်ခဲ့တဲ့နော်ကျွန်မတို့ဘဝကျွန်မတို့ဘဝပေါ့ကျွန်မရဲ့ဘဝကျွန်မတိဆောက်ခဲ့တဲ့ဘဝကိုပြည့်စုံခံပြီးတော့ကျွန်မစုပ်ကင်ခဲ့တဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီးစော်ကားလာမယ်ဆိုလို့ရှိရင်တော့ကျွန်မကပြောစရာရှိတာပြောရမှာပါပဲအဲ့တော့နားလည်ပြီးမယ်လို့ထင်ပါတယ်နောက်တစ်ခုကဒီကားလာထဲမှာကျွန်မ live အစမှာလည်းပြောရပါတယ်ကျွန်မဒီဒေါ်လာရေးမှာ ဥမဥမတောင်မှာတင်လာဆောင်နေတယ်ဆိုတဲ့စကားရှိတယ်။အဲ့တော့ကျွန်မဥမတောင်နိုင်ဖို့လည်းအလုပ်လုပ်ရပါတယ်။အဲ့တော့ဒီရက်ထဲမှာကျွန်မနဲ့ကျွန်မရဲ့အလုပ်နဲ့ပတ်သက်တဲ့ပို့စလေးတွေပေါ့နော်ကို share တီ share လေးတွေပါလာတယ်ဆိုလို့ရှိရင်လည်းအမြင်မျက်မျက်စိနောက်တယ်ဆိုလို့ရှိရင်လည်းကျွန်မကိုခွင့်တော်နားလည်ပေးပါနော်။နောက်ထပ်တစ်ခုကတော့ Iron နဲ့ SMP Station နဲ့တော်လန်ကြီးတော်လန်ကြီးအချင်းချင်းအဆင်ပြေပါစေ။ Iron နဲ့အဆင်ပြေစရာအကြောင်းဘာမှမရှိဘူး။နော်။တော်လန်ကြီးတမအချင်းချင်းလည်းမဟုတ်ဘူး။ဒလန်နဲ့တော်လန်ကြီးတမနဲ့ဘယ်လို့မှအဆင်ပြေစရာအကြောင်းမရှိဘူး။ဟုတ်ပြီလား။ဒလန်မကဒလန်မပဲ။ ရှင်တို့ဘာသာရှင်တို့ယုံကျင်နေဆိုရင်ကိုယ့်ကိုဆက်ယုံနေလိုက်ကျမကကျမပြောချင်တာရှိတာသူနဲ့ပတ်သက်ပြီးတက်တေသားလည်းကောင်းတဲ့တကွာနော်တပတ်ကြော်ကြော်နော်ကျမပြောတင်ပြောထိုက်တဲ့အရာတွေကိုကျမအကုန်ပြည်သူတွေကိုတက်တေနဲ့တကွာချပြပြီးသွားပြီအခုမြောက်အောင်ပါဇက်ကလည်းထိုင်ပြောတယ်လို့ဆိုင်ဆွဆွဲတယ်လို့မျိုးမဟုတ်ဘူးနော်ကျမပြောသွားတာတက်တေသားလည်းကောင်းတဲ့တပတ်ကြော်ကြော်ကျမပြည်သူကိုကြည့်အောင်ပြောပြီးပြီနော်အဲ့တော့ဒါပေမဲ့အဲ့နောက်ပိုင်းမှာကျမဆက်ပြီးပြောချင်အောင်လို့တော့တဲ့ဒါပေမဲ့ဒီမိမဆက်ပြောနေရတယ်အများကြီးပဲကျမမတုံ့ပြန်မတုံ့ပြန်ဆိုတာ သူစောက်ဆင်းရတာပဲရှိတော့တယ်အဲ့ချိန်မှာကျမက तू က attention လိုချင်လို့ကျမရှိက attention ထိုက်ရချင်လို့နော်ခွေးတို့ဘောက်ကပြန်ဝင်ချင်လို့လုပ်နေတာသိတယ်နော်ဒါကြောင့်အခုလမ်းကြုံမဲပြောတာအဲ့တော့ online နဲ့ပြန်အဆင်ပြေစေချင်တယ်ဆိုတော့ပြန်အဆင်ပြေကြအကြောင်းလည်းမရှိဘူးနော်ဒဏ္ဍာရီနဲ့မစည်းလုံးနိုင်ဘူးနော်ကျမဒဏ္ဍာရီနဲ့စည်းလုံးဖို့ဘယ်တော့မှမလုပ်ဘူးနော်နော်အဲ့တော့အဲ့တော့ဒီကာလမှာပေါ့နော်ကျမ အခုအလုပ်လုပ်တဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ပြောသက်စကားပြန်ပြောပါရင်ကျွန်တော်ဒီ online shop အကြောင်းလေးကြီးကျွန်တော် share လာတာလို့ဘာလို့မှနည်းနည်းစိတ်နှောင့်ရှက်ဖြစ်တယ်ဆိုလို့ရှင်လည်းကျွန်တော်အခုတီးခဏလေးပြီးပါဘာလို့လဲဆိုတော့ကျွန်တော်အလုပ်လုပ်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်အခုဒီရက်ထဲမှာပေါ့နော်ဆရာဖြူတီးဟာရေး မခင်နေကြည်သားရေကျမရေ၃ယောက်ပြုလုပ်နေတဲ့ဒေါ်လာ905 project လေးရှိပါတယ်။ day 4ရောက်ရှိနေပြီဖြစ်ပါတယ်။ဒေါ်လာ905 project လေးမှာပါဝင်ပေးကြဖို့ဖိတ်ခေါ်ပါတယ်။ရရှိငွေရဲ့90%ကတိုက်ခိုက်ရေးဘက်ကိုသွားမှာဖြစ်ပြီးတော့10%ကတော့မြေပြင်ထိခိုက်ရေးဘော်တွေပေါ့နော်ခြေလက်အင်္ဂါဆုံးရှုံးထားတဲ့ရေးဘော်တွေထောက်ပံ့ဖို့အတွက်စီစဉ်မှာဖြစ်ပါတယ်။အဲ့တော့ဒီ project လေးရဲ့ day 4ရောက်ရှိနေပြီဖြစ်ပါတယ်။ day 4မှာလည်းဆက်လက်ပါဝင်ပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်။ကျမတို့အခုလိုမျိုးထောက်ပို့လုပ်နိုင်နေဒေါ်လာရေးမှာတိတိယောက်ယောက်ပါဝင်နေနိုင်နေဆိုတော့ပြည်သူတွေရဲ့ယုံကြည်မှုနဲ့ပြည်သူတွေရဲ့ထောက်ပို့မှုကြောင့်ပဲကျမတို့အခုလိုမျိုးလှုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။အဲ့တော့ပြည်သူတွေကိုစိတ်မပြတ်စေရဘူးလို့လည်းကျွန်မပြောချင်ပါတယ်နော်။ဘာလို့လဲဆိုကျွန်တော်တို့အလုပ်လုပ်ကင်ကြီးတဲ့ပုံစံတွေကျွန်တော်တို့ကလူဆိုတာကွာတက်တယ်ပဲပြောရရင်လူဆိုတာဗမာဗမာစကားတစ်ခုရှိတယ်။လွှဲရင်တချွဲတောင်မနေဘူးတဲ့နော်။ကျွန်တော်တို့ကမလွှဲအောင်လုပ်ထားတယ်။ကျွန်တော်တို့ဒီပတ်စံတွေနဲ့ပတ်သက်ပြီးတော့ဟိုလူတွေရဲ့စိတ်ကထိ ंछ ုပ်ရအင်တန်ခတ်တာမလား။အဲ့တော့ကျွန်မကကျွန်မအခုထောက်ဖို့ပေးစာတွေလုပ်ကင်နေတဲ့အခါမှာကျွန်တော်တို့ကချက်ဆန်တဲ့လမ်းရှိအောင်ကိုကိုကိုပါပြန်ပြီးချုပ်ထားတယ်။ကိုကိုကိုပါပြန်ပြီးထိုင်ထိုင်ချုပ်ထားတယ်။ကျမရဲ့ဒီအလူခံဘုံကြီးကိုဝင်းနေလို့ဝင်ထွက်ချင်တယ်လို့ထွက်စင်ရင်မရှိအင်းမရှိဆိုလို့ရှိရင် ကျွန်မလည်းဘာသာနဲ့ထူထားတာမို့လို့လေနော်ဒါပေမဲ့ကျွန်မကိုယ့်ကိုယ်ကိုလည်းပြန်ပြီးချုပ်ထားလေဆိုတော့ကျမတို့အခုဘန်နာဝေးစီစဉ်တဲ့အခါမှာဖွဲ့အစည်းငယ်လုပ်လုပ်တယ်နော်မြေပြင်ကိုစီစဉ်တဲ့အခါမှာဖွဲ့အစည်းငယ်လုပ်လုပ်တယ်ငွေကောက်ခံပေးတဲ့ FR ပြီးတော့စီရင်ပြန်ရှင်းတာတွေစီရင်ပြန်လည်းတင်ပြတာတွေကိုယ့်ကိုယ်ပြန်ပြီးထိန်းချုပ်ထားတာဖြစ်ပါတယ်ကျမတို့အခုအလုပ်လုပ်နေတာ system နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်လိန်လို့လည်းမရဘူးဘာမှလုပ်လို့မရဘူးနော်အဲ့တော့ကျမတို့ဒီတွန်လိုင်းအစတွေကဒီနေ့ဒီချိန်ဒီနေ့ပြင်ကိုတိုက်ရိုက်စီစဉ်ခဲ့တာပဲရှိပြီးတော့ကျမတို့ US မှာနေနေတဲ့သူတယောက်က တော်လှန်ရေးဖြစ်နေတဲ့မြန်မာပြည်ပေါ့နော်ထိုင်းနယ်စပ်ကိုမတော်ပတ်စံတွေမပို့ဘဲနဲ့ US မှာပတ်စံတွေကင်ွယ်ထားလို့မရပါဘူးပြီးတော့ USD အင်တန်ငွေကြီးနဲ့ပတ်သက်တဲ့ထိန်းချုပ်မှုကအင်တန်ကိုပြင်းထန်ပါတယ်နော်အဲ့ဒီတော့ ကျွန်တော်တို့ကျမတို့ယုံပါလို့ဆိုပြတာမဟုတ်ပါဘူးယုံကြရလည်းမလိုပါဘူးယုံတဲ့မယုံတဲ့ကိုကိုအုံနောက်နဲ့ကိုစင်ကျင်စဉ်းစားပါเนาะဒါပေမဲ့ကျမဒီနေ့ဒီချိန်ဒီထောက်ဖို့အလုပ်တွေကိုဒေါ်လာ၈သန်းကျော်အမေရိကန်ဒေါ်လာ၈သန်းကျော်ရှာဖွေပေးနိုင်တဲ့အထိဝိုင်းဝန်းပြီးတော့ယုံကြည်ပေးကြတယ်ထောက်ဖို့ပေးကြတယ်ပြည်သူတွေအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်အခုလိုမျိုးကျမတို့မတော်မတရားဆွဆွဲလာတဲ့အခါမှာလည်းကျမဘက်ကเนาะပြန်လည်ပြီးတော့ဟိုကုန်တိတ်ကနေပတ်သက်လာတဲ့အတွက်ပြန်လည်ပြီးတုံ့ပြန်မှုပေါ်မှာလည်းနားလည်ပေးပါလို့ဟိုတောက်ဟိုဘယ်လိုတောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင့်ဒီနေ့ညကတော့အာ အားနာပါတယ်နော်အားနေနာပါတယ်မျက်နှာလည်းပူပါတယ်မျက်နှာပူပါတယ်ဆိုတာဒီမေလို့ရှိနေလို့ဒါကျွန်မကောင်းကောင်းထုတ်လိုက်ရတာကျွန်မအဲ့လိုမျိုးတော့အများကြီးပြောလို့ပြောတာရှိမနေဘူးရှင့်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်အားလည်းအရင်စာနေပါပြီအဲ့တော့ထမင်းစားလိုက်ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်